မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်လို့ပြောလိုက်တာနဲ့တင်းကြံရေကစားပွဲတော့ရုပ်သေးချင်းလုံးအားကစားထိုးကွင်းမင်ကြောင်နဲ့အရက်ရှိမြင်တာရောင်ဝါထွန်းလင်းတဲ့ရွှေရောင်ဖျားစီပထိုးတွေနဲ့ဘီသူကအတက်ပန်းအတက်တွေနဲ့မြမအစားအစာတွေကိုအရင်ဆုံးပြင်းမြင်မိကြမှာပါဒီလိုမျိုးနှစ်ပေါင်းများစွာထိမ့်သိမ်းလက်ဆင့်ကမ်းလာတဲ့အမွေနှစ်တွေကိုအိန္ဒိယနိုင်ငံတွေမှာကျင်းပဖျော်ဖြေတုပကြတာတွေကိုမြင်တဲ့အခါမှာဥပမာ ထိုင်းကစုံခရန်းဆိုပြီးတော့သူတို့ရဲ့ရေကစားပွဲတော်ကျင်းပတာတို့ဖျားเจ้าတွေမှာပြတ်သက်ပုံတွေစောက်တာတို့လက်ဖက်တုပ်ကို Lander Tilly Slash ဆိုပြီးတော့လိုက်လုတာမျိုးတွေကို တွေ့ရင်ကျမတို့မြန်မာလူမျိုးတွေအနေနဲ့တိတ်ပြီးတော့ကျေနပ်ကြမှာတော့မဟုတ်ပါဘူးဒီနေရာမှာကျမတို့ကိုကိုကိုမေးခွန်းတစ်ခုပြန်မေးတင်တာကကျမတို့ကိုယ်တိုင်ကရောကိုရိုးရာကိုယင်ကျင်းမှုတွေကိုဘယ်လောက်ထိအလေးထားလဲဆိုတာပါ ဘာလို့ဒီမေးခွန်းကိုမေးတင်တာလဲဆိုရင်ကျမတို့မြန်မာလူမျိုးတော်တော်များများကိုယ့်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုကိုတော့မျက်ကွယ်ပြုထားတဲ့အပြင်ကိုယ့်ယဉ်ကျေးမှု ကိုကိုယ်ပြန်တက်နေတဲ့အခြေအနေတွေလည်းအများကြီးရှိပါတယ်။အကုန်လုံးကိုတော့မဆိုလိုပါဘူး။အထူးသဖြင့်လူငယ်တွေပေါ့နော်။အဲကျမတို့ကတာဝန်မကျေပြစ်ထားပေမဲ့လည်းကျမတို့ကိုလာလာရိုက်ခတ်တဲ့လုံးဝလိလိရှူလို့မရတဲ့နှလုံးသားထဲကယဉ်ကျေးမှုတစ်ခုကလက်ခတ် ာဂီရအကြောင်းပြောမှာဆိုပေမဲ့မျူဇစ်နှုတ်တွေဘာသာရေးသချင်းတွေတခါမှနားမထောင်ဘူးတဲ့ဘယ်တော့မှမသိတဲ့အဆိုတော်တွေဆိုပြီးတိတ်ပြီးတော့လန့်မသွားပါနဲ့哦အခုခေတ်လူငယ်တွေနဲ့လူလက်ပိုင်းတတော်များများကိုဘာသချင်းတွေနားထောင်လဲဘလို့သချင်းမျိုးတွေကြိုက်လဲဘယ်ဆိုတော်တွေကိုကြိုက်လဲဆိုရင်တေးကြတာကတော့ခစ်ပေါ်အနောက်တိုင်းကသချင်းတွေနဲ့မြန်မာသချင်းတွေပဲဖြစ်ဖို့ကတော်တော်လေးများပါတယ် ဒါကကျမတို့တနိုင်ငံနဲ့ကွက်ဖြစ်နေတဲ့ကိစ္စတော့မဟုတ်ပါဘူး။တကယ်ပါလုံးမှာရှိတဲ့နိုင်ငံတွေတော်တော်များများမှလည်းဒီလိုပဲ။တချို့တချို့သောနိုင်ငံတွေလူမျိုးတွေမှာတော့သူတို့ရိုးရာဂီတာတစ်ခုကိုပဲအဲဒီဘက်ခေတ်လူငယ်တွေအတွက်အဆင်ပြေအောင်ဈေးကွက်အရာ ခေတ်ရဲ့လွှမ်းမိုးမှုအရာ modernize လုပ်ပြီးတော့အောင်မြင်နေကြတာတွေလည်းရှိတယ်။ဥပမာကိုရီးယားရဲ့ K-pop, နိုင်ဂျီးရီးယားရဲ့ Afrobeat, ဂျပန်ရဲ့ City pop, လူမျိုးတွေရဲ့ Country alternative rock ူမဲတွေရဲ့ blues jazz gospel နောက်ဆုံး hip hop အထိဒီဘက်ခေတ်ဒကဘာလုံးအတိုင်းအတာနဲ့အောင်မြင်နေကြတဲ့ဂီတအမျိုးအစားတွေပဲဖြစ်ပါတယ်။ဒီနေရာမှာထောက်ပြလို့ရတာကသူတို့ကနိုင်ငံကြီးတွေမို့လို့တခြားနိုင်ငံငယ်လေးတွေနဲ့ရှင်မယ်ဆိုရင်ပို့ပြီးတော့နာမည်ကြီးလူသိများတဲ့ soft power အရာလွှမ်းမိုးမှုရှိတာလို့ပြောလို့ရပါမယ်။ကျမတို့နိုင်ငံနဲ့ကက်ရက်ထိုင်းနိုင်ငံကိုကြည့်လိုက်မယ်ဆိုရင်လည်းသူတို့ရိုးရဂီတကိုအခုချိန်ထိတည်ဆောင်နေတာ sport လောက်တာကိုပဲမြင်ရပြီးတော့ ကျမတို့မြန်မာနိုင်ငံမှာတော့မဟာဂိရသချင်းတွေစပို့လုပ်ဖို့ယဉ်ကျေးမှုဆက်လက်ရှင်သန်နေစေဖို့မပြောနဲ့တငယ်ချင်းချင်းချင်းတွေမှာတော့ဒီလိုသချင်းတွေနဲ့ထောင်နေသူတယောက်ပါရင်ဟာမင်းကတော့ဘယ်ခေတ်ကသချင်းတွေနဲ့ထောင်နေရလဲတောသချင်းတွေနားထောင်တာလားမင်းကတောသားပဲ Justin Bieber တို့ Post Malone တို့ဖွင့်စမ်းပါကွာဆိုတာမျိုးကိုမဟာဂိရသချင်းတွေနဲ့ထောင်တဲ့ပရိသတ်တွေဒီချိန်မဟုတ်ဒီချိန်တော့ကြားဘူးကြရင်ဆိုင်ဘူးကြရမှာပါဒီဘက်ခေတ်ပေရန်နဲ့အရင်ဆုံးတိုင်းခံလိုက်ရမှာတော့တေချာတလို့ရှိပါတယ် ူများတွေကကိုရင်ကျင်းမှုဂီတကို promote လုပ်ပြီးဂုံယူမဆုံးဖြစ်နေတဲ့အချိန်မှာကျမတို့တွေကတော့ sport မလုပ်တဲ့အပြင် blame game တွေနဲ့ပဲကြုံတွေ့နေရတာတော့အမှန်ပါပဲဒါကလည်းအခုခေတ်လူငယ်လူလက်ပိုင်းအရွယ်တွေပေါ်မှာပဲတရားရဂိုင်တော့မူတည်နေရတော့မဟုတ်ပါဘူးလူကြီးတွေကကောင်းကောင်းလက်ဆင့်မကန်းခဲ့တာပညာရှင်တွေရဲ့ခင်းတဲ့အညီဈေးကွက်နဲ့အညီလူကြိုက်မနှဲသွားအောင် modernize မလုပ်နိုင်ခဲ့တာတွေ လူငယ်လူလက်ပိုင်းတွေရဲ့ sport လုပ်ချင်ရင်တောင်မှဘမာနားထောင်ပြီးတော့ဘသူကိုဘလို့ sport လုပ်ရမှမသိတာတွေနဲ့လည်းဓာတ်ရိုက်မဟုတ်တောင်မှတွယ်ဝိုက်ပြီးတော့တက်ဆိုင်နေရတော့အမှန်ပါပဲဒါဟာတူတယောက်တည်းအနုပညာလောကဂီတလောကပညာရှင်တွေမဟုတ်ပဲမြန်မာနိုင်ငံသားတယောက်ချင်းစီရဲ့အားကိုပြန်ဆွဲတင်ဖို့လိုနေပါတယ် မဟာဂီရဆိုတာအဖိုးရိခေတုံးကရွှေခေပဲအဲအဖေတို့အမေတို့ခေကြတော့နည်းနည်းလေးပြိတက်ကကြလာပြီကျမတို့ခေလဲရောက်တဲ့အခါမှာတော့နားထောင်တာလိုက်စားရင်တောင်မှခင်းနောက်ကြတဲ့လူဆိုတော့လူထင်မကြီးတဲ့ဘသူမှနားမထောင်ကျင်တဲ့မဟာဂီရဆိုတာမျိုးဖြစ်လာတယ်ဒါဆိုရင်ကျမတို့သားသမီးတွေမျိုးတွေခေကိုရောက်လာရင်ရောဒီရင်ကျေးမှုတစ်ခုကအဆုံးသက်သွားမှာလားအပီးတိုင်းပျောက်ကွယ်သွားမှာလားဘသူတွေနားထောင်နေဦးမှာလဲ ီဗီဒီယိုထဲမှာတော့မြန်မာတွေရဲ့မဟာဂီတရင်ကျေးမှုကိုတခက်စမ်းစေခဲ့တဲ့တချိန်ကရွှေခေတ်ကိုပုံဖော်ခဲ့တဲ့ဂီတလောကအတွက်တန်ဖိုးဖြစ်နိုင်တဲ့မန္တလေးမြို့ကငွေငန်းတို့ရဲ့ပဲ့ကန်ရှင်ကျမတို့တနစ်နေလို့တစ်ချိန်သူတချင်းတွေသွားနားမထောင်ဖြစ်ပေမဲ့နှစ်တိုင်းနှစ်တိုင်းကျမတို့ရဲ့ဘဝတွေကိုလာလာရိုက်ခတ်တဲ့နောက်လည်းရိုက်ခတ်နေအောင်မဲ့မန္တလာမြေရဲ့ဂီတပညာရှင်တယောက်ဖြစ်တဲ့အလင်းငါကြော်စွာတယောက်ရဲ့အကြောင်းကိုပြပြပေးသားမှာပဲဖြစ်ပါတယ်။ तू ကဘာလုပ်လဲ?ဘယ်လိုလုပ်လဲ? ဘလို့တချင်းတွေရေးခဲ့လို့အလင်းငါကြောစာဘွဲပိုင်ရှင်ဖြစ်ခဲ့တာလေမဟာဂီတကို तू ကဘလို့အကောင်းဆုံးဖြစ်အောင်ပြောင်းလဲခဲ့လဲ तू ရဲ့အိမ်မက်ဇန္ဒရီရောဘာရီလဲဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ရွှေဘိုတနခါရုံညာရန်ကုန်လိမ့်မို့ယူဘယ်လိုအသားမေးမေးဝါဝါညင်းညင်းခရစ်နဲ့1996ခုနှစ်မြန်မာတက္ကရ1290ပြည့်နှစ်တပေါင်းလဇန်9ရက်တနင်္လာနေ့မှာ မြမဂီတကိုရှေးဆောင်လမ်းပြခဲ့သူရှေးဟန်တွေကိုတခစ်ဆန်းခဲ့တဲ့သူကြာရသူတိုင်းရဲ့အသေးနှလုံးကိုလှုပ်ခတ်နှိုးခဲ့သူတူပေါ်ထွက်လာခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့ကိုကျော်ငိမ့်နဲ့မြမရီရဲ့နှစ်တက်ကူအတာတကြံကိုကြိုဆိုတဲ့အချိန်မှာအတာရီနဲ့နှင်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောကြတယ်မုံလုံးရီပေါ်တကြံထမင်းတွေကျွေးကြတယ်အလူမန်းတက်တွေစောက်ကြတယ်အဲ့ဒီလိုနေရာမှာတေဂီတာကလည်းတဏှောင်းတနေရာကနေပါဝင်လို့နေပါတယ် နှစ်တွေဘလောက်ပဲပြောင်းသွားပါစေတကြံလို့ဆိုလိုက်တာနဲ့ဒီလိုတချင်းတွေဟာလုံးဝပျောက်ကွယ်မသွားပဲမိษွေတို့အားလုံးရဲ့ရင်ထဲမှာဆွဲထင်ကြံရစ်နေသေးပါပဲဒီလိုတကြံတချင်းတွေပြင်လူကျွန်လူကောင်းတက်ဝေချစ်တာပဒါနာရင်တကူမဲစရဲ့တချင်းတွေကိုရေးဖွဲ့ခဲ့သူကတော့ဆရာမျိုးမငိမ့်ပါပဲနားဆင်သူချစ်မိษွေများခင်ဗျာအလင်းငါကြောစွာဆရာမျိုးမငိမ့်ရဲ့အကျော်ကြားဆုံးဖြစ်တဲ့တေးများကိုလက်ရွေးစင်ထုတ်နှုတ်ပြီးတင်ဆက်ခွင့်ရတာကိုဖြင့် ဒီဆိုသူကျွန်တော်ရုပ်ရှင်မင်းသားဝင်းဦးတို့ဟာဝန်တာဂုံယူမဆုံးဖြစ်မိပါတယ်။မြမဂီတအလအပတို့စူဝေးရာဟင်းသာရဲ့ဆရာမြို့မကြီးနဲ့ရွေးစဉ်အကြော်ကြားဆုံးတေးများကိုနားဆင်ကြည့်ပါခင်ဗျာ။ဆရာမျိုးမငိမ့်ကြောင်ပြောမယ်ဆိုရင်သူ့ရဲ့ငယ်ဘဝကိုစပြီးတော့မိတ်ဆက်ပေးမှရပါမယ်။မျိုးမငိမ့်ကိုအနုပညာမျိုးတော်မန္တလေးမှာမွေးဖွားခဲ့ပြီး ငယ်စဉ်ကလေးကအနုပညာမှာဝါသနာကြီးခဲ့တဲ့ကိုကျော်ငိမ့်ကကျောင်းသုံးစာအုပ်တွေထဲမှာပုံတွေဆွဲတယ်။အဖိုးကဝယ်ပေးတဲ့စာပေကိုရောင်းပြီးတော့ဘင်းကျိုးဝယ်တယ်။ဒီလိုမျိုးငယ်ငယ်ကလေးကအနုပညာပေါ်ယူသွခဲ့တဲ့သူ့ကို သူ့ဖခင်ကခံစားမှုအနုပညာရှင် ပကြီးစရာ ဥပါတ္တစီမှာပညာသင်ယူဖို့အတွက်အနံပေးခဲ့ပါတယ်။ဥပါတ္တစီပညာစတင်တဲ့အရွယ်ကိုကျော်ငိမ့်ရဲ့အသက်က16နှစ်ပဲရှိပါသေးတယ်။ ဆရာဥပဒေဆိုတာကမျိုးမတီဝိုင်းအစားပြုလာဖို့အတွက်ဥဆောင်မျိုးစေ့ချပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။ဆရာဥပဒေအိမ်ကိုအလဲလာခဲ့ကြတဲ့ပကြည်ဘူးပညာရှင်၊ဂီတပညာရှင်တွေအားလုံးစီကနေကိုကျော်ငိမ့်ကပညာစည်းဝေးခွင့်တွေရခဲ့တယ်။သူကငယ်စဉ်ကတည်းကရိုးရိုးအေးအေးနေတတ်ပြီးတော့ဇွဲလုံလဝရိယထပ်တန်းခဲ့သူဖြစ်ပြီးသူ့ရဲ့အိမ်မက်ကမြမဂီတကိုနိုင်ငံတကာတန်ဆောင်တီဝိုင်းကြီးတစ်ခုအဖြစ်ပြောင်းလဲခြင်းခဲ့တာပါ။ ဒီလိုရီမန်းချက်ကြီးခဲ့သူတယောက်ကိုကျော်ငိမ့်အတွက်လရင်ဆရာဥပဒတ်အပြင် နေမျိုးပလာကျော်သူရွာသားကြီးစိန်ပေတာစီရလည်းစောင်းပညာကိုသင်ယူခဲ့ပါသေးရဲ့ဒီလိုနဲ့ဆရာဥပဒတ်စီမှာပညာသင်ယူရင်ပညာရေးချင်းပြေဝလာခဲ့တဲ့မျိုးမငိမ့်အတွက်သူ့ရဲ့လက်ရာတွေကို ပွဲထုတ်ခွင့်ရခဲ့တဲ့နေရာကတော့ဖြာဝိုင်းလို့နာမည်တွင်တဲ့တရုတ်တန်းရက်ကကုပစ်ခင်းကြီးတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနေရာကကိုကျော်ငိမ့်အတွက်ခန်းစားချက်တွေချပြရာ ဂီတနတ်ဆွမ်းပြစရာနေရာတစ်ခုဖြစ်လာပါတယ်။အဲ့ဒီအချိန်တုန်းကမြမမဟာဂီတတွေအတွက်ဒီနေ့ခေတ်လိုမျိုးကော့စာရွက်တွေမရှိသေးဘဲနဲ့အလွတ်တန်းတီးခတ်ရတယ်လို့မျိုးပဲရှိသေးရမို့လို့တချင်းတစ်ပုတ်ကိုတီးတာချင်းတူရင်တောင်မှသူ့ရဲ့တီးတဲ့လက်ရာနဲ့နောက်တစ်ယောက်တီးတဲ့လက်ရာမတူညီတဲ့ပုံစံလက်ခတ်စတာတွေအစကွဲပြားတတ်ပါတယ်။ကြလာတော့မန္တလေးမှာဗုဒ္ဓဝေယဝိသရဟနာဘုံအသင်းဆိုပြီးအမည်ပေးလိုက်ကြပါတယ် အဲ့ဒီအသေးမှဆိုရင် အနုပညာတေးဂီတာပိုင်းမှာဝါသနာကြီးခဲ့ကြတဲ့ဥပါသက်ဒါဒန်းကိုသက် ကိုပါအောင်ကိုပါငွေကိုကျော်ငိမ်ကိုလာတင်ကိုမြသိန်းတို့ပါဝင်ကြပြီးတော့အဖွဲ့ကိုစောက်ဖွဲ့တုန်းကဆိုရင်၁၂ဦးပဲရှိတယ်လို့လူလူတော်မာရဲ့ပြည်သူ့ချစ်တော်အနုပညာရှင်များစာအုပ်ထဲမှာရေးသားဖော်ပြထားပါတယ်။အဲ့ဒီအတင်းလေးကမြို့မတီဝိုင်းပေါပေါလာဖို့အတွက်စတင်အုံမြင့်ချရာဖြစ်လာပါတယ်။ ဖျားဝဲတွေမှာပါဝင် တိမုတ်ကြရင်လည်းဗုဒ္ဓဝေယဝစ္စယေနာဘုံဆိုတဲ့နာမည်ကနေနေပြည်တော်ဆိုပြီးတော့အမည်ပြောင်းခဲ့ကြတယ်နေပြည်တော်ဆိုတဲ့နာမည်ကជីမြက်လွန်းနဲ့ထေဝါလွန်းနဲ့အဲအဲ့ဒီအစားမြို့မဆိုပြီးနာမည်ပြောင်းဖို့ကိုကိုကျော်ငင်းကတိုက်တွန်းပါတော့တယ်သူ့ရဲ့အဆိုအရဒီအဖွဲ့ဟာမန္တလေးမြို့ကအရက်သူအရက်သားတွေမတီပေးတဲ့ရန်ပုံငွေတွေနဲ့ထူထောင်ရတာမို့လို့မြို့မအဲပြီးတော့မဆိုတာမိခင်လို့လည်းအဓိပ္ပာယ်ရတယ်နမိတ်ကောင်းတယ်လို့လည်းပြောပါတယ် ဒီလိုနဲ့1925ခုနှစ်မှာမြို့မတူရိယာအသင်းအားစတင်အသက်ဝင်လာပါတော့တယ်။မြို့မတီဝိုင်းကိုမြေတောင်မြောက်ပေးခဲ့သူတွေထဲမှာမေထားလို့မရတာဥပဒေအကြောင်းကိုအရင်ဆုံးပြပြချင်ပါတယ်။အတူကဥကြော်ငိမ့်ကိုအနုပညာဂီတအမွေအားလုံးပေးခဲ့တယ်လို့မြို့မတီဝိုင်းကြီးအတွက်ဆရာဥပဒေခြံပေးထားတဲ့လက်ရာတစ်ခုလည်းရှိပါတယ်။ဒါကတော့မြို့မဆိုတဲ့စလုံးဒီဇိုင်းပါပဲ။ ကြည့်လိုက်တာနဲ့မျိုးမဆိုတဲ့စလုံးရဲ့အတိတ်ပဲကိုပေါ်လွင်စေပြီးတော့နှစ်ပေါင်းတရာကျော်သွားပြီဖြစ်တဲ့ဒီလက်ရာဟာဥပဒေရဲ့အမွေတစ်ခုလည်းဖြစ်ပါတယ်။မန္တလေးရဲ့တကြံမြင်ကွင်းကမြန်မာနိုင်ငံကတခြားဘယ်ဒေသနဲ့မှမတူတာ哦။မိတ်ဆွေတို့အားလုံးလည်းသိကြမှာပါ။မနက်ဆိုရင်ရေဘက်ကစားကြတယ်၊ညဘက်ဆိုရင်တီးဝိုင်းနေနဲ့အလားပြကားတွေက မျိုးတစ်ပတ်ဖျော်ပြကြတယ်။အမြင်တောင်ပြောရမယ်ဆိုလို့ရှိရင်တကြံကာလတိုင်းမှာလွင့်နေတဲ့တကြံမိုးဆိုတဲ့ဇာတ်ကားကိုမကြည့်ဘူးတဲ့သူရှိလောက်မယ်လို့မထင်ပါဘူးနော်။အဲအဲ့ဒီကားတွေကမန္တလေးတကြံရဲ့အလားပါကိုတေချာရိုက်ပြထားတဲ့အတွက်အခုချိန်ထိလူတိုင်းရဲ့ယင်မှာတကြံရောက်တာနဲ့တကြံမိုးဇာတ်ကားကိုမကြည့်ရရင် တခုခုလိုတို့လိုခံစားရတာပါ။အဲ့ဒီတကြံကာလကိုရောက်ပြီဆိုတာနဲ့မြို့မကလည်းမြို့မအနေနဲ့အလှပြကားထွက်တယ် မာကရှူမဝစားတဲ့တီးဝိုင်းတွေကလည်းသူတို့ရဲ့အလှပြကားကိုစီနဲ့ဒကြံညတွေမှာလူလူကိုဖျော်ဖြေကြပါတယ်။ဒီလိုနဲ့မန္တလေးရဲ့အတားဒကြံမြင်ကွင်းကလူတိုင်းရဲ့ပါဇက်ဖြားကိုရောက်လာခဲ့တာပါပဲ။မြို့မတီဝါရဲ့နှစ်တရာကျော်တတန်းကိုထဲ့ပြီးမပြောခင်မြမတန်စင်မြမဂီတကိုကဘာကတိအောင်မြို့မငိမ့်အနေနဲ့ဘလို့လုတ်ခဲ့တယ်လဲဆိုတာပြပြပေးချင်ပါတယ်။ညနန္ဒငေညိုညိုရင်ကတန်တဲ့ဖွဲမန်တောင်ရဲ့အတူတူ မြမယိုးရာမဟာဂီတာကိုမတိန်ကောအောင်နှောင်းလူတွေထိလက်ဆင့်ကမ်းတဲပိုးနိုင်အောင်အကျိုးပြုပေးခဲ့တဲ့သူကတော့မြို့မငိမ့်နဲ့ဒါဒန်ဦးတက်ပါပဲဒုတိယကမ္ဘာစစ်မတိုင်ခင်ကိုလိုနီခေတ်စကြပိုင်းမှာအင်္ဂလိပ်လက်အောက်မြန်မာတပီလုံးကြားရောက်ခဲ့ရတာနဲ့အတူအနောက်တိုင်းရဲ့ဂီတအနုပညာတွေကလည်းမြန်မာနိုင်ငံထဲကိုစိတ်ဝင်လာခဲ့ပါတယ်အနောက်တိုင်းရဲ့တန်ဆောင်တီးဝိုင်းတွေကိုအားကျခဲ့ပြီး မြမမာလည်းသူတို့လိုတာဆောင်တီးဝိုင်းတစ်ခုရှိကျင်တာကမြို့မငင်းရဲ့အိမ်မက်ဖြစ်ခဲ့ပါတယ်။ဒီနေရာမှာအအနောက်တိုင်းတူရီယာတွေရဲ့တင်ဂေတာစနစ်လိုမျိုးမြမတူရီယာတွေကိုလည်းတင်ဂေတာစနစ်နဲ့တီးလို့ရနိုင်မရနိုင်အငင်းပွားနေခဲ့ကြတာပါ။ဒီလိုမျိုးအငင်းပွားမှုတွေအားလုံးကိုအတန်တိတ်အောင်လို့ရှေ့ဆုံးကနေဥဆောင်ခဲ့တဲ့သူကတော့မြို့မငင်းလို့ခေါ်တဲ့ကိုကျော်ငင်းနဲ့ဒါဒန်ဥတက်မှာပဲ။ จีจูตะยีลีละခုတ်ဆိုတော့မြမတူရိယာတွေနဲ့ကျိုးဘွဲ့ပပျိုးယိုရီယာဆိုတော့မြမတချင်းကြီးတွေရဲ့ပင်ကိုမူလယဉ်ကျေးမှုအမွေနစ်တွေကိုမပြတ်မယွင်းစေပဲနဲ့တောမြိုင်ခြေလန်းဆိုတော့ယိုရီယာတချင်းတစ်ပုတ်ကိုထာကွာ30ပြည့်နှစ်မှာစမ်းသက်တိမုတ်ခဲ့ကြပါဗျာ ပြီးတော့မြမတူရိယာအသင်းရဲ့ရည်ရွယ်ချက်ထဲမှာမြမတချင်းကြီးများစီဘူးပြန့်ပွားရေးကမ္ဘာသုံးတူရိယာများလေးလာတင် जा တက်မြောက်ရေး music note အမှတ်အသားပညာနဲ့ရေးထားတဲ့တူရိယာပညာကိုစီဘူးရေးကမ္ဘာခင်မီတူရိယာတီဝမ်ကြီးဖြစ်မြောက်ရေးနောက်ပြီးတော့ရှေးမြမတချင်းကြီးများကိုကျွမ်းကျင်သူများနဲ့ညှိနှိုင်းပြီးကမ္ဘာသုံးဖြစ်တဲ့ music note ပညာဖြင့်ကူပြောင်းရေးသားလေးလာရန်ဆိုတဲ့အချက်တွေပါဝင်နေပါတယ်ဒီနေရာမှာကိုကျော်ငြိမ်ရဲ့အခန်းကဏ္ဍကအရေးပါဆုံးဖြစ်လာပါတယ် မြို့မတီဝိုင်းရဲ့ဝိုင်းအုပ်ဝိုင်းကောင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ကိုကျော်ငိမ့်ကမိသားစုအရေးထက်မြို့မအသင်းကြီးအကောင့်ထဲပေါ်လာရေးအပျော်တမ်းတီဝိုင်းကနေတန်ဆောင်တီဝိုင်းအဖြစ်အသွင်ပြောင်းနိုင်ရေးတွေကိုနေတိုင်းစူးစမ်းလုပ်ပါတော့တယ်ဝိုင်းအုပ်ဆိုတာကဒုရီယာတွေအားလုံးကိုတီးတက်ရတယ်အတန်ရဲ့သဘော အတွဲဖက်အဆက်ဟတ်တွေနဲ့ဂီတတင်ဂီတတွေကိုနားလည်ရတယ်တန်စင်အကူပြောင်းတွေကိုတေးချာစီစဉ်ရတယ်ဒီလိုနဲ့ဘတ်ဆောင်ရတဲ့ကိုကျော်ငိမ့်ကမြို့မဒုရီယာတီးဝိုင်းအတွက်တော့အခရာဖြစ်လာခဲ့ပါတယ် ကိုကျော်ငင်းကဟိုးအရင်ငယ်စဉ်ကတည်းကမဟာဂီရသချင်းကြီးသချင်းခန့်တွေကို ပိုင်နိုင်ခဲ့သူတယောက်ပါ။သူအိယာဘေးမှာဝီတုတ်တီမက်မာလာလင်္ကာရဝိထုတော်ကြီးနဝရေးဆိုယဒုဘောင်းကျုပ်နရှင်တော်ယဒုဂီတမေဒနီကျန်းသူစာပြုတ်ဥပုံညမေတ္တာစာမြမညွန့်ပေါင်းကျုပ်အနုစာပေကောင်းထုတ်ချက်စားတဲ့စာအုပ်တွေကိုတွေ့ရပါတယ်။ ဒီလိုမျိုးလုံလအားဝရိယအားစိုက်ထုတ်လို့ပဲမြို့မတီဝိုင်းရဲ့တခြင်းတွေတော်တော်များများရေးပေးရတဲ့အဆင့်ကိုရောက်မှမသိရောက်လာခဲ့ပါတယ်။ကိုကျော်ငိမ့်ဘွားကနေမြို့မငိမ့်ဖြစ်အမိတွင်သွားတဲ့အခိုက်အတန့်တစ်ခုက1935ခုနှစ်မှာစတင်ခဲ့ပါတယ်။အဲဒါကမြို့မတီဝိုင်းအနေနဲ့နန်းတော်ရှိဆရာတင်ရဲ့တခြင်းတွေကိုခွေးတစိ့ဓက်ပြားကုမ္ပဏီနဲ့အတန်သွင်းတဲ့အချိန်မှာပဲ။အဲ့ဒီအချိန်တုန်းကနန်းတော်ရှိဆရာတင်ရဲ့တခြင်း၅ပုဒ်ကိုကျော်ငိမ့်ရဲ့တခြင်း၄ပုဒ်ကိုအတန်သွင်းဖြစ်ခဲ့ကြပြီးတော့ သူတချင်း၄ဘုတ်ကတော့ချစ်တာပဒါနာခင်အိမ်မက်ရှူမဝါနဲ့အလပြိုင်ပွဲတွေပဲဖြစ်ပါတယ်ဒီတချင်း၄ဘုတ်ကကိုကျော်ငိမ့်အတွက်ပထမဆုံးတပြားတချင်းတွေဖြစ်တယ်လို့မြို့မတီဝိုင်းကောင်းဆောင်တချင်းရေးသူအဖြစ်ဂီတလောကတစ်ခုလုံးကအတိအမှတ်ပြုလိုက်ပါတယ်ဒီလိုနဲ့သူ့နာမည်ကကိုကျော်ငိမ့်ကနေမန္တလေးမြို့မမောင်ငိမ့်အဲအဲ့ဒီကနေမှမြို့မငိမ့်အဖြစ်အစဉ်အဆက်ပြောင်းလဲလာပါတော့တယ် မြို့မငိမ့်ဟာသူ့ရဲ့တချင်းရေးတက်တန်း18နှစ်အတွင်းတချင်းပုတ်ရီ150ကျော်ရေးသားခဲ့သူတယောက်ပါ။ဒါပေမဲ့သူ့ရဲ့ဘဝကိုရှည်တန်းမတင်ဂီတအတွက်ပေးဆက်တဲ့သူတယောက်လို့ပြောရင်လည်းမမှားပါဘူး။ဆရာမြို့မငိမ့်ဟာသူ့ဘဝအကြောင်းတစ်ချိန်တစ်ခါမှဂုံမယူခဲ့ပေမဲ့ကျမတို့မြန်မာလူမျိုးတိုင်းအတွက်မြို့မငိမ့်ဆိုတာကနောက်ထပ်တစ်ခေါက်ပေါ်ထွက်မလာတော့မဲ့ဂီတပညာရှင်တူဦးပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်မြို့မငိမ့်ကိုရိုင်းရေးဆက်ထားတဲ့တဲ့ချင်းတွေကတက်တေထူနေလို့ပါပဲ ချီရတဲ့သူနဲ့အတူတူရှိနေရင်လာမင်းကြီးကပဲလောင်လောင်ဘသူကပဲပြင်ပြောင်းမျက်နှာပြောင်ပြီးမောင်နဲ့ချစ်ခွင့်ရတာကပဲအဓိကဖြစ်တယ်ဆိုတဲ့အကြောင်းကိုချစ်တာပဒနာဆိုတဲ့သချင်းနဲ့ဖွဲ့ဆိုထားပါတယ်။ဒီသချင်းဟာဓပြားသချင်းအဖြစ်အတန်သွင်းခဲ့တဲ့၄ဘုတ်ထဲကတစ်ဘုတ်အပါဝင်ပဲဖြစ်ပါတယ်။စိုးနောက်ပြာဝေသချင်းမှာလည်းမြို့မငယ်ကပန်းပွင့်ကလေးတွေကိုလူတူအုပ်ဖြစ်ပုံဖော်ထားပါသေးတယ်။ပြီးတော့တကြံကာလတိုင်းကြားနေရတဲ့တူပို့တူပို့ဆိုတဲ့စကားလုံးကိုမိတ်ဆွေတို့သေချာပြန်စင်းစားကြည့်မိလား။ အဲ့ဒီသက္ကလုံကမြမအဘိဓာန်ထဲမှာဆိုလိုရင်းမရှိသလိုအတိတ်ပဲအနေနဲ့လည်းရှင်းပြလို့မရပါဘူးဒါပေမဲ့တကြံဆိုတာနဲ့အဲ့ဒီတူဖို့တူဖို့ဆိုတဲ့တန်စင်ကတွဲပါနေပါတယ်ဒီသက္ကလုံကိုတီထွင်ခဲ့တဲ့သူကတော့တခြားမရှိတဲ့မျိုးမငိမ့်ပါပဲနောက်ထပ်သမိုင်းမှာပဲရှိပြီးပြန်လည်အောင်းမေးဖို့ပဲတနိုင်တဲ့တခြင်းတစ်ပုတ်လည်းရှိလို့နေပါတယ်။အဲ့ဒီတခြင်းကတော့မန္တလေးတောင်ရဲ့အရေးကိုနန္ဒာကန်ရှိရာအရက်မှာခိုးနားမယ်ဆိုပြီးအားလုံးသိကြတဲ့မန်းတောင်ရိတ်ခိုးဆိုတဲ့တခြင်းမှာ ရနန္ဒာရေညိုညိုရခတန်းနဲ့ရွှေမန်းတောင်ရေတချင်းစာသားတွေကလို့တကြံကာလကိုရောက်ပြီဆိုရင် မောင်မဲစုံညီနဲ့မန္တလေးတောင်ကိုဖျားတက်ဖူးကြရင် အပြန်လန်းခီးမှာနန္ဒာကံပေးကံလီအေးအေးလေးရှူရင်းနဲ့မန္တလေးတောင်ရဲ့အရေးကြောင့်အညူရောင်တန်းနေတဲ့နန္ဒာကံရေပြင်အကြောင်းကိုဖွဲ့ဆိုထားတာပါ ဒီအကြောင်းကိုမြို့မငိမ့်ကမန်းတောင်ရိတ်ခိုးဆွေတချင်းနဲ့တီးကုံးထားပါသေးတယ်။ကောင်းကင်မှာရှိတဲ့ဒူဝန်ကျဲဆိုတာအမြဲတမ်းမြောက်ရက်ကိုပဲညှို့ပြနေပြီးဘယ်တော့ခါမှနေရာမပြောင်းပါဘူး။မြို့မငိမ့်ကကဘာစစ်အတွင်းမှာမန္တလေးပြည်သူတွေအားလုံးလူလူနဲ့အမြဲအတူတူရှိနေခဲ့တယ်။ကျမတို့မြန်မာလူမျိုးတိုင်းအတွက်တသက်မမေ့နိုင်မဲ့အမွေတွေကိုပေးသွားခဲ့တယ်။မြို့မတူရိယာအတင်းအတွက်ဒူဝန်ကျဲဒဇင်းအနေနဲ့ရှိခဲ့တဲ့မြို့မငိမ့်ဟာ1955ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာတော့ ကျွေလွင့်ခဲ့ရပါတယ်။ဆီယာငိမ့်နောက်ဆုံးရေးဖွဲ့သွားတဲ့တခြင်းနာမည်ကတော့တိန်လွာမှုမှုလွင်ဆွဲတခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာတခုပြောပြချင်တာကတခြင်းကိုတန်ရောင်လိုက်ရင်းနဲ့တိန်လွာမှုမှုလွင်ဖြစ်သွားတဲ့အချက်ပါပဲ။တကယ်တခြင်းနာမည်အမှန်ကတိန်လွာမှုမှုလွင်ဖြစ်ပြီးတော့နောက်ကမူမှာအောက်ကမြင့်မပါပါဘူး။ဒါကြောင့်ဆီယာငိမ့်ရဲ့တခြင်းတွေကိုအလေးထားတယ်သူရဲ့အနုပညာကိုမျက်နှိုးတန်ဖိုးထားတဲ့ဆိုရင် မူရင်းစာသားကိုပဲမှတ်ယူတင်ပါတယ်။အဲ့ဒီတချင်းစာသားမှာသူရဲ့ညှိုးငယ်နွမ်းရနေတဲ့စိတ်အသွင်ပြင်ကိုအထင်းသားမြင်တွေ့နိုင်ပါတယ်။တယောက်တည်းတည်တံ့ဖြစ်နေပြီးဒိတ်ညိုတွေဖုံးလွှမ်းနေတဲ့သူ့ရဲ့ကောင်းကင်ပြင်မှာ မိုးတက်လေပြင်းတွေနဲ့လှိုင်းလေထန်နေပုံကိုဖွဲ့ဆိုထားပါတယ်။မြို့မငိမ့်လိုဂီတပါရမီနဲ့အနုပညာဝမ်းစာပြည့်ခဲ့သူအတွက်သူဖြစ်ချင်နေတဲ့မြမဆန်ဖိုနီ T1G ကိုအကောင့်ထဲပေါ်ခွင့်မရပဲနဲ့လောကကြီးထဲကနေထွက်ခွာသွားခဲ့ရပါတယ်။ လင်္ကာကျော်စွာမြို့မငိမ့်တည်ဆုံးခြင်းအသက်80ပြည့်ခဲ့ပေမဲ့သူ့အမှုပညာတွေကတော့တည်ဆုံးသွားမှာမဟုတ်ဘဲနဲ့ကဘာတည်နေတဲ့၍အတာတကြံတည်နေတဲ့၍မခွဲတူရှိနေဦးမှာပါကုန်းမောင်ခင်မှာဆိုရင်မဟာဂီတအပြင်သဘင်ရုပ်သေးစာပေစတဲ့မြမရင်ကျင်းမှုအမွေနှစ်တွေအားလုံးကထိတ်တန်းရောက်ခဲ့ပြီးတော့အမှုပညာအဆင့်တန်းကလည်းထိတ်ဆုံးနေရာမှာရှိနေခဲ့ပါတယ်ဒီလိုအခြေအနေတွေကနေအင်္ဂလိပ်ကိုလိုနီတွေရဲ့ကျူးကျော်မှုတွေနဲ့ နန်းတွင်းအရှုပ်ထွေးတွေကြောင့်အနုပညာရဲ့အခန်းကဏ္ဍကမှေးမိန်ခဲ့ရပါတယ်။ဒီလိုမျိုးမြမသမိုင်းတစ်စစ်ချိုးအပြောင်းလဲတွေရဲ့နောက်ွယ်မှာရှိခဲ့တဲ့နန်းတွင်းအရှုပ်ထွေးတွေအကြောင်းကိုသိထားဖို့အတွက်ကျမတို့ရွှေနှုတ် application ထဲမှာရှိတဲ့နန်းကြဘရင်ဆိုတဲ့အတန်းစာအုပ်အစအဆုံးကိုတွားနာထောင်ဖို့တိုက်တွန်းချင်ပါတယ်။မဟာဂီတာဆိုတာကျမတို့အတွက်ပြရုပ်တစ်ခုအနေနဲ့ထုံးကားလာခဲ့ပြီးသားပါ။တခြားနိုင်ငံတွေနဲ့အနုပညာစာပေဂီတတခုချင်းစီကိုနှိုင်းရှင်ကြည့်လိုက်တိုင်းနောက်ောက်ကြပြီးကြံမနေခဲ့အောင် အစဉ်အဆက်စူးစမ်းအားထုတ်ခဲ့ကြတယ်။ပါရမီရှင်တွေပညာရှင်တွေအများကြီးပေါ်ပေါက်ခဲ့ကြတယ်။ဒီလိုမျိုးအမွေအနှစ်တွေကိုလက်ဆင့်ကမ်းတည်ယူရမှာကတော့ကျမတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ရိုးရာဂီတအမွေအနှစ်တွေကိုမနစ်သက်ဘူးမကြိုက်ဘူးဆိုရင်တော့မသိချင်အောင်ဆောင်ပြီးတော့မျက်ကွယ်ပြုမထားသင့်ပါဘူး။ ဒါဆိုလို့ရှိရင်မိဆွေတို့အနေနဲ့မဟာဂီတနဲ့မြို့မငိမ့်ချောင်းကိုအနှဲငယ်တည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။မိဆွေတို့အနေနဲ့အချိန်တစ်ခုရမယ်ဆိုရင်တို့အကြောင်းကိုလေ့လာကြည့်ဖို့အတွက်တိုက်တွန်းရင်းနဲ့ပဲဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါစီရှင်။သာဝတိတဲ့တိတ်ကောင်းอยู่မယ်နေမှုတရားတော် ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။